မင်္ဂလာပါရှင်ကိုရနန်းခင်ကတော့ခင်ရှင်ဒီခင်ကိုရောက်ရှိလို့နေပါတယ်အဲ့တော့ ခင်းချင်ဒီပင်နေတို့တချို့လူရမတွေ့ဘူးရဲ့အတွက်ကြောင့်လည်းခရိုင်ပြချင်းဖြစ်ပါတယ်ရှင်။အော်ဒီမှာခါကြတော့နေခင်တို့ကရှမ်းပြည်နယ်တောင်ပိုင်းမှာပေါ့နော်နေခင်တို့ခရိုင်ချင်ဒီထွက်ပါတယ်။အဲ့တော့ဒီဘက်ကပေါ့နော်ဒီဘက်နေခင်တို့နောက်တရားဖက်ချန်းကခင်းချင်ဒီ site တယ်ဒါတော့မြေပေါ်မှာ site တာပေါ့။ပြီးနောက်တစ်နေရာတော့အင်းလင်းမှာ site တာ။အင်းလင်းမှာခါကြနေခင်တို့ကရေပေါ်မှာပေါ့နော်ရေပေါ်မှာ site တာပေါ့။အဲ့တော့ဒီကနေပြီးတော့မြန်မာတန်တိုင်ငံလုံးကိုဖြန့်ချီတာဖြစ်ပါတယ်။အော်ဒီဘက်ကခရိုင်ချင်ဒီကဆိုရင်လည်းလုံးဝ organic ဖြစ်ပြီးတော့မဆွေနေခင်တို့ကဆိုရင်မခဲစီလေးဆိုရင် လိုပုံစံလေးရှိတယ်။ဒါနိုင်ငံတို့ဒီဘက်ချမ်းမှာထွက်တဲ့ခင်းချင်းနေလေးပေါ့။အဲ့မှာဆိုရင်နိုင်ငံတို့ကပေါ့နော်ခင်းချီတီကို30သားမရအောင်တပိတ်တာနဲ့50သားအဲ့တမျိုးပဲရအောင်လေဘာဖြစ်လို့ဆိုတော့ခင်းချီတီကိုဒီဘက်မှာများများဝယ်တယ်များများလဲထားလို့ရရတယ်အချိန်ကြာစွာလဲထားလို့လဲရရတယ် အခင်းချစ်ဒီမှာနေခင်တော့အစိမ်းလဲပို့တယ်အမဲ့လဲပို့တယ်ဗောနော်ပြီးဒီရဲ့ဟိုခင်းချင်းဒီတွေဆိုမကောင်းတဲ့အားတွေဆိုတို့ရာဒီအစ်စ်ကိုအချောက်ခံတယ်၆ခံမဲ့ဒီအစ်စ်ကိုပြန်မလို့စိုက်ပြူတာဗောနော်အဲ့တော့ခင်းချင်းဒီအစိမ်းခါကြောင်နေခင်တော့ဒီဘက်ချမ်းမှာခင်းချင်းဒီကိုတုတ်စားကြတယ်ဗောနော်အဲပြီးကြဒီအမဲ့ခါကြောင်နေခင်တော့ဟင်းအနစ်ချက်တဲ့နေရာမှာတုံးတာဖြစ်ပါတယ်အော်ပါခင်းချင်းဒီခူးနေရာလိုက်ပြီးတော့ကြီးအောင် ကဲခန်းချင်ဒီတပိတ်တာတထောင်ပါကျမလည်းဒီမှာခန်းချင်ဒီဒိုင်လောက်ရမယ်နော်ရန်ကုန်ရောက်တထောင်လောက်ဖြစ်သွားတာလေဟုတ်တယ်ရန်ကုန်မှာတထောင်သေးလောက်ရှိတယ်ဘယ်တော့ဒီမှာဟောလားမဟုတ်ဘူးရန်ကုန်မှာနေရဟုတ်တယ်ဟုတ်တယ်အဲကျမပြိတ်သက်နော်မနေ့ကပွဲလာကြီးတာ၃နိုင်မှပြန်နေ တင်းချစ်သီးကိုသူကအမဲတွေကိုကူးတယ်ကူးပြီးတော့အဲဖာလေးနဲ့ထည့်ပြီးတော့ဒီလမ်းမပေါ်မှာတင်ထားရပေါ့နော်အဲကုန်တင်ကားတွေကဒီကနေပြီးတော့အာဒီခန်းချင်းဒီဝယ်သွားရပေါ့ဒီမှာကကြသူကအာလက်တီလက်ကားပေးတဲ့နေရာလေးပေါ့နော်တပိတ်တာသူတထောင်နဲ့ပဲရောင်းတယ်အဲရန်ကုန်ရောက်သွားရင်ပုံပေါ်စီကြီးသွားတာပေါ့ကဲလိုက်ကြည့်အောင်